ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော် MC ကနေပြီးတော့မှအင်တာဗျူးလေးတစ်ခုရှိလိုက်တယ်။အဲ့ဒီအင်တာဗျူးထဲမှာသူကလည်းကျွန်တော်တို့မန္တလေးရပဲ။အဲ့တော့သူကဒီဖက်နက်လုပ်ငန်းရှင်တယောက်အဲ့တော့သူ့ရဲ့ဖက်နက်လုပ်ငန်းကငလင်ချောင်းမလို့ဆုံးရှုံးသွားတဲ့အခါမှာသူအစ်တစ်ကနေပြီးတော့မှတိတိလေးကနေပြီးတော့မှပြန်ဆတယ်။အဲ့ဒီအကြောင်းလေးကိုအင်တာဗျူးထားတာနော်သူကဖက်နက်လေးတွေကိုကားပေါ်မှာတင်ရောက်လာလဲကျွန်တော်တွေ့တယ်။အဲ့လိုလမ်းဘေးမှာကျွန်တော်တို့ခြာရောက်နေရလဲကျွန်တော်တွေ့တယ်။ အဲ့တော့အဲ့ဒီဗီဒီယိုလေးကိုအဲ့ဒီအင်တာဗျူးလေးကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်လွန်ခဲ့တဲ့9နှစ်တုန်းကကျွန်တော်အကြောင်းလေးကိုလည်းကျွန်တော်သွားပြီးတော့မှသတိရတယ်။အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေလည်းကျွန်တော်တို့မှတ်မိလိမ့်မယ်။အဲ့ဒါတော့ COVID ။အဲ့တော့ကျွန်တော်ဆိုလို့ရှိရင် tourism မှာအရန်အောင်မြင်နေတဲ့အချိန်ဝင်ငွေတွေကောင်းနေတဲ့အချိန်မှာ COVID ဖြစ်သွားတဲ့အတွက်ကျွန်တော်လုပ်ငန်းကလုံးဝကိုတိုးထဲလေးရပ်လိုက်ရတာ။အဲ့တော့ရပ်လိုက်တော့ကျွန်တော်ဝင်ငွေလည်းမရှိတော့ဘူး။အကျွေးတွေပြီးစရာတွေလည်းအများကြီးပဲပြောရမှာဆိုလို့ရှိရင်အရာအလုံးဆုံးရှုံးသွားတာပဲ။ အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီလေအဲ့တော့အရာအလုံးဆုံးရှုံးသွားခဲ့ရင်ကိုဘာတွေလုပ်မလဲဆိုတာကိုကျွန်တော်တို့ကြိုတင်စဉ်းစားထားဖို့လိုတယ်အကယ်၍အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကကိုယ့်ရဲ့လုပ်ငန်းတွေငလျင်ထဲမှာပါသွားပြီးတော့မှဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဒီဗီဒီယိုအဆုံးထိအောင်ကြည့်ဖို့လိုလိမ့်မယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လေခဏခဏစဉ်းစားတယ်ခဏခဏကျွန်တော်အစီအစဉ်ဆွဲတယ်အဲ့တော့ငါမှရှိတဲ့အရာတွေအလုံးဆုံးရှုံးသွားရင်ငါဘာလုပ်မလဲ တော့ကျွန်တော်ခဏခဏစဉ်းစားတယ်အမြဲတမ်းလည်းစဉ်းစားတယ်အခုလည်းစဉ်းစားတယ်အဲ့ဒီစဉ်းစားထားတဲ့အရာကကျွန်တော်ကိုဗစ်ဖြစ်တဲ့အချိန်မှာအတုံးချလိုက်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1တစ်ချက်အရာအလုံးဆုံးရှုံးသွားပြီဆိုလို့ရှိရင်အရေးကြီးတဲ့နံပါတ်1တစ်ချက်ဒီပါလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုမှတ်တမ်းတင်ဖို့လိုတယ်เนาะအဲ့တော့ဘလောက်ဆုံးရှုံးသွားတာလဲဘလောက်ပမာဏဆုံးရှုံးသွားတာလဲဘာတွေကတော့ပြန်သုံးလို့ရနေသေးလဲ နော်ဘာတွေကတော့တုံးလို့မရတော့ဘူးလေနော် customer list တွေဘသူတွေရှိလဲကိုယ့်ရဲ့ customer list ကကျွန်တော်ကတော့ဖြစ်နိုင်တော့ဒီခေတ်ဒီကာလမှာတော့ဒီကိုယ့်ရဲ့ customer data တွေကိုကျွန်တော်တို့ cloud ပေါ်မှာ online ပေါ်မှာတင်ထားစေခြင်းလဲကျွန်တော်ဆိုလို့ရှိရင်ဒီတိုင်းပဲကျွန်တော်ရဲ့လုပ်ငန်းတွေမှာအခုဆိုလို့ရှိရင် customer တွေ data တွေကိုကျွန်တော် online ပေါ်မှာကျွန်တော်တင်ထားတယ်အဲ့တော့ဘလောက်ဘာတွေပဲဆုံးရှုံးသွားသွား online ပေါ်မှာကျွန်တော်ချိန်ခွင့်ရနေမှာပဲ နောက်ပြတော့မှကျွန်တော်ထပ်ပြီးတော့မှကျွန်တော်ဆိုလို့ရှိရင်လေဒီ financial နဲ့ပတ်သက်တဲ့ statement တွေဆိုလို့ရှိရင်လေကျွန်တော် online မှာ cloud ပေါ်ကျွန်တော်အကုန်လုံးတင်ထားတယ်။နော်အဲ့တော့ lossless မှာကျွန်တော် share လုပ်ငန်းတွေလည်းလုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ share ရှင်တွေသိလို့ရအောင် cloud ပေါ်မှာကျွန်တော်တို့အကုန်လုံး transparency ရှိရှိတင်ထားတယ်။အဲ့တော့ပြောချင်တာဒီကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုကျွန်တော်မှတ်တမ်းတင်ထားဖို့လိုတယ်။ပြီးရင်ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့အခြေအနေပေါ်မှာလည်းမှတ်တမ်းတင်ဖို့လိုတယ်။နော်ကိုယ့်ရဲ့အောင်မြင်တဲ့အခြေအနေပေါ်မှာတို့တို့မှတ်တမ်းတင်ရမယ်။ တော့ဘလောက်ဖိုးတွေရောင်းခဲနိုင်တယ်လဲเนาะအရင်တုန်းကပြောတာเนาะအဲ့တော့ဝင်ငွေတွေဘလောက်တွေမြတ်ခဲ့တယ်လဲဘလောက်ရှာဖွေနိုင်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့မှတ်တမ်းတင်ဖို့လို့ရတယ်အခုဒီဗီဒီယိုကြည့်နေလူငန်းရှင်တွေမှတ်တမ်းတင်ထားပါအဲ့တော့ကျွန်တော်တို့အစ်စ်နှစ်ကတော့ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ပြန်ဆဖို့ကိုယ့်ရဲ့လုပ်ငန်းပြန်ဆဖို့အတွက် resource လို့ခေါ်တဲ့အရင်းအမြစ်တွေပြန်ပြီးတော့မှစုဆောင်းဖို့လိုပြီး နော်အဲ့တော့ဒါကျွန်တော်ခဏခဏပြောပါတယ်လုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ 5M လို့ပဲလို့ကျွန်တော်ပြောပြီးပြီနံပါတ်1ဒီငွေကြေး money ကျွန်တော်တို့လိုမယ်နော်နံပါတ်2ဒီကျွန်တော်တို့ပြန်လုပ်ခဲ့တဲ့ method တွေကျွန်တော်တို့လိုမယ်နံပါတ်3ဒီ management တွေကျွန်တော်တို့လိုမယ်နော်နံပါတ်4ဒီကျွန်တော်တို့ man power တွေလိုလာမယ်နော်နံပါတ်5ဒီကျွန်တော်တို့ကျွန်တော်တို့လိုလာမယ်အဲ့တော့ဒါဒီ resources တွေအဲ့ထက်အမှကျွန်တော်အရေးကြီးဆုံးဒီကျွန်တော်တို့ money ပဲ မန်နီတော့ကျွန်တော်တို့မလုပ်လို့ရလဲဆိုတော့ကိုနဲ့တူတူပျက်စီးဆုံးရှုံးသွားတဲ့သူတွေရှိနေမယ်။တော့သူတို့နဲ့ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုဖွဲ့အသင်းဖွဲ့တစ်ခုဖွဲ့ပြီးတော့မှသူတို့နဲ့ကျွန်တော်တို့တိုင်ပင်လို့ရတယ်။အေးငါတို့တော့ဆုံးရှုံးသွားပြီ။ဘာတွေလုပ်ရမလဲ။ဘယ်လိုလုပ်ရမလဲ။တော့ကျွန်တော်တို့တိုင်ပင်လို့ရတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပါလဲဆိုတော့ကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့လုပ်ငန်းလေးဖြစ်တယ်ဝင်ငွေတွေရှာပေးနိုင်တဲ့လုပ်ငန်းဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ကဘာလို့လို့ရတယ်လဲဆိုရင် investor တွေရှာလို့ရတယ်เนาะအဲ့တော့ငွေတွေရှိပြီးတော့မှ invest လုပ်နိုင်တဲ့သူတွေကိုကျွန်တော်တို့ရှာလို့ရတယ်။เนาะကျွန်တော်လုပ်ငန်းကတော့ဒီလိုဒီလိုတော့ကျွန်တော်တို့ဖြစ်ခဲ့တယ်။ဒီလိုတော့အောင်မြင်မှုတွေရခဲ့တယ်။เนาะအခုတော့ investment ကျွန်တော်ဓာတ်ရီဓာတ်ရီဆက်လုပ်ဖို့ရှိတယ်။အဲ့တော့ဓာတ်ရီလိုအပ်နေတယ်ဆိုပြီးတော့မှကျွန်တော်တို့ investment ပြန်ရှာရမယ်။ဒါဒီကိုပြောရမှာဆိုရင်ကိုယ့်ရဲ့ resources တွေကိုကျွန်တော်တို့ပြန်ပြီးတော့မှတည်ဆောက်တာပါ။เนาะအဲ့တော့ဒါဒီနံပါတ်1အဆင့်ဖြစ်ပါတယ် resources တွေကျွန်တော်တို့ရှာပါ။ Okay အဲ့တော့နံပါတ်3အဆင့်ကတော့ကျွန်တော်တို့ဘာလုပ်မှလဲဆိုတော့ ိုယ့်ရဲ့လုပ်ငန်းကိုသေးသေးလေးနဲ့ပြန် ပြီးတော့မှစတင်ပါเนาะဟိုတော့ကတော့အကြီးဖြစ်ခဲ့ပြီးပြီဒါပေမဲ့ပျက်စီးဆုံးရှုံးသွားတာဖြစ်တဲ့အတွက်အခုလောလောဆယ်မှာသေးသေးလေးနဲ့ကျွန်တော်တို့ကစတင်ပါအဲ့တော့ကျွန်တော်ခဏခဏပြောတယ်လုပ်ငန်းတစ်ခုလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံလို့ရတဲ့အရာ၄ခုရှိတယ် အဲ့တော့နံပါတ်1ယင်းဒီမျိုးနဲ့လိုရတဲ့အရာဒီငွေ that's right မှန်တယ်ငွေကြီးတော့ကျွန်တော်မဖြစ်မနေရည်ကြီးတယ်နံပါတ်2ယင်းဒီမျိုးနဲ့မလိုရတဲ့အရာဒီကိုယ့်ရဲ့အချိန်เนาะကျွန်တော်ပြောပြီးကျွန်တော်ဆိုလို့ရှိရင်အရင်တုန်းကတရက်တရက်ကို16နာရီနဲ့17နာရီကြောက်လို့လုပ်တဲ့အချိန်နံပါတ်3ဒီကျွန်တော်က energy เนาะကိုယ့်ရဲ့ခွန်အားတွေတုံးလို့ရတယ်ပင်မခံပလိုက်ကျွန်တော်ကလုံးရရှိရလုံးပလိုက်တော့ငါပင်မနေမှာပဲငါတက်တာမှမဟုတ်ဘူးလို့ကျွန်တော်မထင်နဲ့ဟိုတုန်းကတက်တာခဲ့ထားလိုက်အခုကျွန်တော်ဘာလို့ရမှာလဲဆိုကိုယ့်ရဲ့ energy တွေကျွန်တော်တုံးပလိုက် เนาะနောက်တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ကိုယ့်ရဲ့ idea တွေသုံးเนาะအဲ့တော့ဒီလုပ်ငန်းဒီတဲ့အထက်ပို့ပြီးတော့အောင်မြင်အောင်ငါဘလို့ idea တွေထုတ်ရမလဲเนาะဘလို့လုပ်ရမလဲအဲ့ဒီ idea အဲ့တော့၄ခုရင်းနှီးမြှုပ်နှံလို့ရတယ်အဲ့တော့ကိုယ်ကငွေတစ်ခုပဲနည်းနေတာဖြစ်တဲ့တူကကြံတဲ့၃ခုစလုံးကိုကျွန်တော်အတကုံရင်းနှီးမြှုပ်နှံပလိုက်ကြောက်မယ်ဆိုလို့ရင်တေးသေးလေးနဲ့စပလိုက်เนาะအဲ့တော့ခိုးတော့ကလုပ်ငန်းကြီးကြီးပိုင်ခဲ့တာထားလိုက်မိလိုက်အခုတေးသေးလေးနဲ့ကျွန်တော်တို့စပါ ဒါဒီကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့နံပါတ်၄အဆင့်ကတော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ online ကိုအသုံးချပါနော်အဲ့တော့ online ကိုကျွန်တော်တို့အသုံးချဖို့လိုနေပြီဟိုတုန်းကဟလာကို TikTok ပေါ်မှာ Facebook ပေါ်မှာ YouTube ပေါ်မှာမရှိခဲ့ဘူးဆိုလို့ရှင်အခုရှိဖို့လိုပြီနော်ကိုယ့်ရဲ့ video တွေကိုယ့်ရဲ့ content တွေကိုယ့်ရဲ့ product ကိုအကြောင်းတွေရိုက်ထားတဲ့ဟာတွေက viral ဖြစ်ဖို့လိုနေပြီအဲ့တော့ viral ဖြစ်တယ်ဆိုတော့လူတွေအများကြီးမြင်အောင်ပြဖို့လိုနေပြီ เนาะအဲ့တော့ online ပေါ်မှာကျွန်တော်ပြောနာမည်ကြီးကြီးလဲကိုဗီဒီယိုတွေရိုက်မယ်စာတွေရေးမယ်ကိုယ့်ရဲ့လုပ်ငန်းတွေပတ်သက်ပြီးတော့မှာ online ပေါ်မှာနာမည်ကြီးသွားတဲ့အခါမှာဒေချာတွေ investor တွေလည်းကျွန်တော်တို့ရောက်ချင်ရောက်လာမှာပဲအဲ့တော့ယင်းဒီပြုံးနေတဲ့သူတွေကိုယ့်ကို support လုပ်မဲ့သူတွေရောက်လာမှာပဲပြီးရင်ကိုယ့်စီကနေပြီးတော့မှာဝယ်မဲ့သူတွေကျွန်တော်တို့ရောက်လာမှာပဲဒါကြောင့် online ပေါ်ကိုကျွန်တော်သွားဖို့လိုပြီး content တွေရိုက်ဖို့လိုပြီးเนาะအဲ့တော့ကျွန်တော်ခဏခဏပြောတယ် media ကိုချုပ်ကင်နိုင်တဲ့သူကနော်ချမ်းသာကြွားမဲ့သူပဲအခုအမေရိကန်ကိုကြည့်အမေရိကန်နေဆိုလို့ရှိရင်သူတို့မီဒီယာကိုချုပ်ကင်ထားတာ နော်မီဒီယာကိုချုပ်ကန့်ထားနိုင်တဲ့အတွက်သူဒီကောင်းမှာချမ်းသာလို့နိုင်ငံထဲမှာပါနေတာအဲ့တော့ကိုကမီဒီယာကိုဘယ်လိုချုပ်ကန့်မလဲအွန်လိုင်းပေါ်မှာကိုယ့်လူတွေမြင်နေအောင်ကိုယ့်လုပ်ငန်းကိုလူတွေသိနေအောင်ဘယ်လိုလုပ်ရအောင်လဲဒါအရေးကြီးတယ်ဒါနံပါတ်၄အဆင့်နံပါတ်၅ဆင့်ကတော့ကျွန်တော်တို့ဒါဘာလုပ်ရအောင်လဲဆိုတော့ကိုယ့်ရဲ့ဖောက်တယ်တွေကိုပြန်လဲဆက်သွယ်ဖို့လိုပြီနော်ကိုအရင်တုန်းကကိုစီမရှိတဲ့ royal customer တွေနော်အဲ့တော့တခုတော့ရှိတာပေါ့လေကိုကလုပ်ငန်းအဆင်ပြေခဲ့တော့ကအောင်မြင်ခဲ့တော့ကကိုရဲ့ customer တွေအပေါ်မှာကိုဘယ်လိုဆက်ဆံခဲ့ရတယ်လဲဆိုတာလည်းအရေးကြီးတယ် ။ဒါငါအောင်မြင်နေပြီပဲ90ဝချုပ်မိုးခြင်းနေမင်းတို့မူလည်းငါဆိုင်ရလှုပ်ဖြစ်နေတာပဲငါလုပ်ငန်းလှုပ်ဖြစ်နေတာပဲဆိုတော့စိတ်တက်နဲ့လှုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီချိန်မှာပြန်ပြီးတော့မှဆက်သွယ်လို့လွယ်မှာမဟုတ်ဘူး။ဒါတော့ပြန်ပြီးတော့မှကိုယ့်ရဲ့အစဉ်ငါးဒီကိုယ့်ရဲ့ဖောက်သွယ်တွေဆက်သွယ်ပြန်လှုပ်ပါအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကတော့ကျမတို့ဒီဒါဒီလုပ်ငန်းတွေပြန်လှုပ်နေပါပြီလို့လို့ပြန်စနေပါပြီဆိုပြီးတော့မှဒီဖောက်သွယ်ကိုပြန်လဲပြီးတော့မှဆက်သွယ်တဲ့အခါမှာတို့ရောအော်ဟိုတော့ငါတို့ရဲ့ဟိုဘော်ရာဟောင်းကြီးတွေပဲငါတို့ပုံမှန်အများကြီးကြည့်ပြီးခဲ့တာပဲဆိုပြီးတော့မှ တို့ပြန်လဲဆက်သွယ်လာတဲ့အခါပြန်ဝယ်တဲ့ခါမှာကိုယ့်ရဲ့လုပ်ငန်းကကတ်သွားတယ်။ဒါသည်ကိုယ့်ရဲ့လုပ်ငန်းအရာအလုံးဆုံးရှုံးသွားခဲ့ရင်တောင်မှမဖြစ်မနေပြန်လောက်အောင်အဆင့်ငါးဆင့်ဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေဒီလေကိုကဂျုံတွေးခဲ့တယ်ဆိုရင်ပေါ်တော့ဒီအဆင့်၅ဆင့်နဲ့ကျွန်တော်တို့သွားပါအဲ့တော့ကျွန်တော်တို့လိုပဲဂျုံတွေးခဲ့တဲ့သူတယောက်ရှိတယ်သူကဒီအခုဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအယံနဲ့မြည်ကြီးတဲ့ philosophy ကိုတီထွင်ခဲ့တဲ့သူသူကကျွန်တော်တို့ဒီ Cypress ပေါ့နော်သူက ကုံတယ်ကြီးတယောက်เนาะ BC 300ဆိုတော့ငါဖြစ်ခဲ့တာသူကကုံတယ်ကြီးတယောက်အဲ့တော့သူ့ရဲ့เนาะတင်မောကြီးကသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးတည်ထားတဲ့တင်မောကြီးကပင်လယ်ထဲကိုမြုပ်သွားတဲ့ချိန်မှာเนาะအဲ့တော့သူကတော့လူကတော့မသေးဘူးဒါပေမဲ့သူလွတ်မြောက်ခဲ့တယ်အရာအားလုံးဆုံးရှုံးသွားတဲ့အခါမှာသူဟလာအကျံကောင်းဉာဏ်ကောင်းတွေထွက်လာတယ်เนาะ philosophy တွေထွက်လာတယ်เนาะအဲ့တော့သူကအဲ့ဒီအကျံဉာဏ်တွေကို idea တွေကိုခြေခံပြီးတော့မှ stoicism ကိုတည်ဆောင်တဲ့အခါမှာအရန်နာမည်ကြီးတဲ့ philosophy တစ်ခုဖြစ်သွားတာ အဲ့တော့ကျွန်တော်တို့ကအရာအလုံးဆုံးရှုံးဘူးမှအခက်ခဲပေါင်းများစွာကြုံတွေ့ဘူးမှကျွန်တော်တို့ကဒူဗေတာပြီးခံပြီးတော့မှအရာအလုံးကိုပြန်စနိုင်ပါခုနစတိုဝေဇင်ရဲ့ကျွန်တော်တို့ဒီခံယူချက်လေးဆိုရလို့ရှိရင်အရန်ကောင်းတယ်အဲ့တော့သူကပါလဲဆိုတော့ကျွန်တော်တို့ကပြဿနာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင် perception အရေးကြီးတယ်ကိုမြင်တဲ့အမြင်အရေးကြီးတယ်အဲ့တော့မကောင်းတဲ့အမြင်နဲ့မမြင်နဲ့เนาะကောင်းတဲ့အမြင်နဲ့အမြင်အဒီတစ်ခုဆုံးရှုံးသွားတယ်ဟာဒါငါဒီတစ်ခုကောင်းတာရဖို့ပဲဒါမျိုးကျွန်တော်တို့မြင်เนาะပြီးရင်ထိန်းချုပ်လို့ရတဲ့အရာတွေအပေါ်မှာအာယုံဆိုင် เนาะအဲ့တော့ငလျင်ဖြစ်သွားတယ်ငလျင်ကကျွန်တော်တို့ထိချုပ်လို့မှမရအဲ့ထိချုပ်လို့မရတဲ့အရာတွေကိုမေ့လိုက်ပြီးရင်ကိုယ့်ရဲ့လုံဆောင်ချက်ဒီပေါ်မှာစီကံရှိရှိကျွန်တော်တို့ဆက်လုပ်သွားဒါတွေကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော် slow wisdom မှာအများကြီးပေါ့เนาะဆိုတော့ဒါဒီကျွန်တော်တို့ core principle တွေကျွန်တော်ပြောပြတာအဲ့တော့အခုဒီဗီဒီယိုကြည့်တဲ့လောကရှင်တွေဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောချင်တဲ့ message တွေကျွန်တော်ပေးချင်တဲ့ဟာတွေကျွန်တော်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီအကြောင်းအရာတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လောကရှင်တွေကအကျိုးရဆုံးတွေကရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးရဆုံးတွေရရတဲ့ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes လို့ရေးပြပါ ီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးရောက်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ